မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့မြန်မာတပြည်လုံးမှာမိုးရွာသွန်းနိုင်တဲ့နေရာတွေခံမှန်းချက်ကိုဖော်ပြပေးကြပါရစေ။လေကြောင်းမလို့သားဦးဝေဖြူဟန်ကတော့၄ရက်၁၀လ၂၀၂၅ရက်နေ့ဒီနေ့မနက်၉:၅၁မိနစ်ချိန်မှာအခုလိုထုတ်ပြန်လာခဲ့ပါရစေ။ မိုးတိုင်တောင်ဖြစ်ထွန်းမှုအခြေအနေမှာတော့မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးမှာတိမ်အထင်တင်းကဖြစ်ထွန်းပြီးတော့ကျယ်တပြည်လုံးမှာတိမ်တူတက်စွာဖြစ်ထွန်းနေပါဗါ။တိုင်းနယ်ပြည်နယ်၁၄နေရာအတွက်မနက်ပံမနက်စင်နိုင်ဒီမိုးရွာသွန်းနိုင်မှုခံမှန်းချက်မှာလည်းကချင်ပြည်နယ်မှာနေရာစိတ်စိတ်မိုးရွာသွန်းပါမယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့အလယ်ပိုင်းမှာတော့နေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီးတော့ကြံဒေသတွေမှာတော့နေရာကွက်ကြားလောက်သာမိုးရွာသွန်းပါမယ်။ ချင်းပြည်နယ်မှာတော့နေရာကွက်ကြားမိုးနေငယ်ရွာသွန်းပါမယ်။မန္တလေးတိုင်းဒေသကြီးမှာတော့နေရာကျဲကျဲမိုးနေငယ်ရွာသွန်းနိုင်ပါတယ်။နေပြည်တော်မှာတော့နေရာကျဲကျဲမိုးနေငယ်ရွာသွန်းပါမယ်။မန္တလေးတိုင်းဒေသကြီးအထက်ပိုင်းမှာနေရာကွက်ကြားမိုးနေငယ်ရွာသွန်းနိုင်ပြီးတော့ကြမ်းနေရာတွေမှာတော့တိမ်အထင်တဲ့ဖြစ်ထွန်းပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းမှာနေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီးတော့အရှေ့ပိုင်းမှာတော့နေရာကွက်ကြားမိုးနှင်းငယ်ရွာသွန်းပါမယ်။ရခိုင်ပြည်နယ်အထက်ပိုင်းမှာတော့နေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီးတော့အောက်ပိုင်းမှာတော့နေရာကွက်ကြားလောက်သာမိုးရွာသွန်းပါမယ်။ AR တိုင်းမှာတော့မနက်ပိုင်းမှာနေသားနိုင်ပြီးတော့ညနေပိုင်းမှာနေရာကွက်ကြားမိုးနှင်းငယ်ရွာသွန်းပါမယ်။ ရောင်တိုင်းမှာတော့နေရာကျဲကျဲမိုးနှင်းငယ်ရွာသွန်းပါမယ်။ပဲခူးတိုင်းမှာတော့မနက်ခင်းပိုင်းမှာနေသားနိုင်ပြီးတော့ညနေပိုင်းမှာနေရာကျဲကျဲမိုးနှင်းငယ်ရွာသွန်းပါမယ်။ကယားပြည်နယ်မှာတော့နေရာကျဲကျဲမိုးရွာသွန်းပါမယ်။မွန်ပြည်နယ်မှာတော့နေရာစိတ်စိတ်မိုးရွာသွန်းပါမယ်။ကရင်ပြည်နယ်မှာတော့နေရာစိတ်စိတ်မိုးရွာသွန်းပါမယ်။တရင်းနိုင်တိုင်းဒေသကြီးမှာတော့နေရာကျဲကျဲမိုးရွာသွန်းပါမယ်။မွန်တိုင်းဖြစ်ပေါ်မှုအခြေအနေကတော့တောင်တရပင်လယ်ပြင်ဖိလစ်ပိုင်ရဲ့အရှိတ်မှာဖြစ်ပေါ်ခဲ့တဲ့မန်မိုအမြင်ရတဲ့အပူပိုင်းမုန်တိုင်းကတော့အနောက်မြောက်ဘက်ကိုဦးတည်ရွှေ့ရှားခဲ့ပြီးတော့ဖိလစ်ပိုင်နိုင်ငံရဲ့အရှိတ် က်ပိုင်းရောက်ရှိလာခဲ့ပြီးတော့ပုံမအားကောင်းလာကအားကောင်းသောအပူပန်းမုန်တိုင်းမတ်မှုအဖြစ်ရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။စင်တာပရက်ရှာမှာတော့992 MB ဖြစ်ပြီးတော့အမြင့်ဆုံးလေတိုက်နှုန်းကတော့60 knot ဖြစ်ပါတယ်။အသေးစိတ်အပြည့်စုံကိုလည်းပဲပုံနဲ့တကွာဖော်ပြလာခဲ့ပါတယ်။နောက်နေ့အတွက်ခမန်းကျမလည်းပဲကချင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးရခိုင်ပြည်နယ်မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာနေရာစိတ်စိတ်မိုးဆက်လက်ရွာသွန်းပါမယ်ရှင်။ ဆက်လက်ပြီးတော့လည်းသတင်းကြော့လှပြင်းနေရန်ကုန်မြို့ပေါ်နေရာတချို့မှာမိုးသင်းတင့်ရွာသွန်းနိုင်တဲ့အကြောင်းဖော်ပြပေးကြပါမယ်။မလို့သာတူတဲ့တင်အွန်လိုင်းကတော့အော်တိုဘာလ3ရက်ညနေ3:25မိနစ်ချိန်မှာအခုလိုထုတ်ပြန်လာခဲ့ပါတယ်။ဝင်းဒီ ECNWM Model Focus ရာသတင်းကြော်လာပြည်နေမှာတော့အော်တိုဘာ6ရက်နေ့မှာရန်ကုန်မြို့ပေါ်ကမြို့နယ်တချို့မှာမိုးသင့်တဲ့ထစ်ချုံရွာသွန်းပြီးတော့ရွာသွန်းရရှိနိုင်တဲ့24နာရီမိုးရေချိန်ကတော့ပုံနဲ့တကွာဖော်ပြလာခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်းနေစဉ်မူလို့သားတရင်ကိုဖော်ပြပေးကြပါမယ်။2025ခုနှစ်အောက်တိုဘာလ၄ရက်နေ့ဒီနေ့မနက်9:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဘင်္ဂလားပင်လယ်အခြေအနေဟာကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အမှမုတ်တုံလေအားနေငယ်ကနေအားသင့်တဲ့ရှိပါတယ်။ထူးခြားတဲ့အခြေအနေမှာတော့ဒီနေ့မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းထွားချက်တွေရဖိလစ်ပိုင်ပင်လယ်ပြင်အနောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့အားကောင်းသောအပူပန်းမုန်တိုင်းမတ်မိုကတော့အနောက်နောက်ဘက်ကိုရွေ့ရှားနိုင်ပြီးတော့နောက်7:00နာရီအတွင်းမှာတောင်တိုးပင်လယ်ပြင်မှာတိုင်ဖုန်းမုန်တိုင်းမတ်မိုဖြစ်နေ ုံမအားကောင်းလာနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီနေ့ညနေချိန်ထိခန့်မှန်းချက်မှာတော့မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အောင်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာကွက်ကြားမန္တလေးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်၊ကယားပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာနေရာအခြေခြေဘိုးတိုင်းဒေသကြီး၊အေရအတိုင်းဒေသကြီး၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာနေရာဆဲဆဲနဲ့ကြတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာနှံ့ပြမိုးထစ်ကြုံရွာသွန်းပြီးတော့တိုင်းနိုင်တိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာကွက်ပြီးတော့မိုးကြီးပါမယ်။ရွာရံရုံပြည်ဖြစ်ပါတယ်။မိုးထစ်တောင်ဖြစ်ပေါ်မှုချင်းတွေကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊အေရအတိုင်းဒေသကြီး၊တိုင်းနိုင်တိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာမိုးထစ်တောင်ဖြစ်ထွန်းမှုအကောင်းကြီးရှိပြီးတော့အစိုးရမိုးထစ်တောင်ရွေးရှားရနေရာတခြားမှာတော့မိုးရွာသွန်းတာတွေနဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမို းထစ်ကြုံတာမိုးကြိုးပြက်တာနေစည်းလက်တာနဲ့မိုးသီးကျွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုထားပါတယ်။မြမပင်လယ်ပြင်မှာလှိုင်းတင်တဲ့ရှိပါမယ်။လှိုင်းမြဟာမြမကန်ရံတချောင်းနဲ့ကန်လွန်ပင်လယ်ပြင်မှာ6ပေကနေ10ပေကရှိပါမယ်။နောက်နေ့အတွက်အခမ်းအနားချက်ကတော့တရိုင်းနိုင်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မြို့ပြည်နယ်မှာမိုးပူပါမယ်။ နေပြည်တော်နဲ့နေထိုင်အတွက်ဒီနေ့ညနေချိန်ဒီခံမှန်းကြာနေရာကွက်ကြားမိုးထေကြုံရွာပါမယ်။ရွာရန်ရုံဖြစ်ဖြစ်ပါတယ်။ရောင်မျိုးနဲ့နေထိုင်အတွက်ဒီနေ့ညနေချိန်ဒီခံမှန်းကြာနေရာကွက်ကြားမိုးထေကြုံရွာပါမယ်။ရွာရန်ရုံဖြစ်ဖြစ်ပါတယ်။မန္တလေးမြို့နဲ့နေထိုင်အတွက်ဒီနေ့ညနေချိန်ဒီခံမှန်းကြာနေရာကွက်ကြားမိုးထေကြုံရွာပါမယ်။ရွာရန်ရုံဖြစ်ဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့မန်မိုမုံတိုင်းကြောင့်ထိုင်းပြည်နယ်38ခုမှာမိုးသည်ထန်နိုင်မယ်လို့သတိပေးတဲ့ကြောင်းဖော်ပြပေးပါမယ်။ထိုင်းမိုးလို့သာဌာန TMD ကနိုင်ငံတွဲမှာအရှိလီတိုက်ခတ်မှုပုံစံနဲ့အင်အားကောင်းလာတဲ့အပူပိုင်းမုံတိုင်းမန်မိုနီးကပ်နေတာကြောင့်ပြည်နယ်38ခုမှာမိုးသည်ထန်မယ်လို့သတိပေးလာပါတယ်။ TMD ရဲ့24နာရီတွင်ခမ်းမဲကျဲရထိုင်းလေပိုင်းရှိပိုင်းနဲ့တောင်ပိုင်းဒေသတွေရဲ့နေရာတချို့မှာမိုးသည်တန်စွာရွာသွန်းပြီးတော့ဒီထက်ကမှဘန်ကောက်မြို့နယ်အနီးတစ်ဝိုက်ဒေသတွေလည်းပါဝင်ပါတယ် ရုတ်တရက်ရည်ကြီးရှာမှုတွေနဲ့မိုးသည်ထမှုတွေကိုသတိထားနေထိုင်ဖို့ဒေသခံတွေကိုအကြံပြုလာပါတယ်။ TMT ကတော့လက်ရှိဖိလစ်ပိုင်နိုင်ငံကလူဆောင်ကြောနေမှာရောက်ရှိနေတဲ့အားပြည့်အပူပိုင်းမုန်တိုင်းမတ်မုန်နဲ့ပတ်သက်တဲ့နောက်ဆုံးအခြေအနေကိုထုတ်ပြန်ခဲ့ပါတယ်။ဒီမုန်တိုင်းဟာ2025ခုနှစ်အောက်တိုဘာ3ရက်မှာတောင်တိုးပင်လယ်ပြင်အပေါ်ပိုင်းထဲကိုရွေးရှားဝင်ရောက်ပြီးတော့တိုင်ဖုန်မုန်တိုင်းအဖြစ်ပုံမအားကောင်းလာနိုင်တယ်လို့လည်းခန့်မှန်းထားပါတယ်။ဒီမုန်တိုင်းကတော့တရုတ်နိုင်ငံရဲ့ဟိုင်နန်ကျွန်းကိုဖျက်ချော်ပြီးတော့ Get off တုံကင်းတဲ့ကိုဝင်ရောက်က2025ခုနှစ်အောက်တိုဘာ9ရက်နဲ့6ရက်မှာဗီယက်နမ်နိုင်ငံမြောက်ပိုင်းကိုကုန်းတွင်းဝင်ရောက်မယ်လို့ခန့်မှန်းထားပါတယ်။မွန်တိုင်းဟာထိုင်းနိုင်ငံနဲ့ကိုတိုက်ရိုက်ဝင်ရောက်ဖို့မရှိဘူးလို့အာဏာပိုင်တွေကအတည်ပြုခဲ့ပါတယ်။ဒါပေမဲ့လည်းထိုင်းတိုင်းနိုင်ငံတို့အတိုင်းအတာနဲ့မွန်တိုင်းကြောင့်တိုက်ရောက်နိုင်တဲ့အန္တရာယ်ကမြန်မာနေစည်လည်းဖြစ်ပါတယ်။ဘန်ကောက်နဲ့အနီးတစ်ဝိုက်မှာမူကျုံးမွန်တိုင်းကြောက်ရောက်နိုင်ခြေ900ခန့်လုံးရှိပြီးတော့နေရာတချို့မှာမိုးသည်ထန်စွာကျွာသွန်းပါမယ်။အလဲပိုင်းဒေသတွေမှာလည်းမူကျုံးမွန်တိုင်းကြောက်ရောက်နိုင်ခြေ900ခန့်လုံးရှိပြီးတော့အထူးသဖြင့်စာရာပူရီ၊အယုဒ္ဓယာနဲ့ရုရှားပူရီတို့လိုပြည်နယ်တွေမှာတိုက်ရောက်မှု ှင်နေပါတယ်အရှိပိုင်းမှာတော့မိုးရွာသွန်းနိုင်ခြင်း90ရာခိုင်နှုန်းရှိပြီးတော့ချွန်ပူရီနဲ့ရာယောင်တို့ပါဝင်တဲ့နေရာတွေမှာတော့မိုးသက်ဟန်စွာရွာသွန်းပါမယ်။တောင်ပိုင်းဒေသအရှိနဲ့အနောက်ကမ်းရိုးတွေနှစ်ခုလုံးမှာမိုးကြုံမုန်တိုင်းကြောက်နိုင်ခြင်း60ရာခိုင်နှုန်းရှိပြီးတော့ခရာဘေးနှခွန်းစီတမရတ်နဲ့စွန်ကလာတို့လိုပြည်နယ်တွေမှာတော့မိုးသက်ထန်စွာရွာသွန်းပါမယ်။ရာသီဥတုအခြေအနေကပြောင်းလဲနိုင်တဲ့အတွက်နောက်ဆုံးရအခြေအနေကိုအနည်းကပ်စောင့်ကြည့်ကြဖို့ TMD ကအများပြည်သူကိုအသိပေးလာခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ရေကြီးပြီးတော့တရားကျို့လို့ကြောက်ရောင်းမစ်တီလာကာလန်ပိတ်နေတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ ကျမောက်တောင်စင်ရေရှမ်းလာကြောင်းမန္တလေးတိုင်းကြောက်ပရောင်မိထီလာကာလန်တရာတစင်ရေတိုက်စားပြစီတာကြောင့်ကြောက်ပရောင်မိထီလာလမ်းပိတ်နေတယ်လို့သိရပါတယ်ကြောက်ပရောင်မိထီလာကာလန်ပေါ်ကစီပင်သားရွာနဲ့ကိုင်းရွာကြားကတရာပြစီသွားတာဖြစ်တဲ့ကြောင်းလက်တလုံးမှာကားဆိုင်ကအလုံးဖြတ်တန်းသွားလို့မရဘူးလို့သိရပါတယ်တရာကတော့ရေတိုက်စားပြီးကျူးကျပြစီသွားတော့လမ်းပိတ်နေတာတရာကတော့အသေးလေးပါမိထီလာကလည်းကြောက်ပရောင်ကိုသွားမယ်ဆိုရင်တော့ရှောင်းကွင်းလမ်းကနေသွားလို့တော့ရပါမယ်အခုရက်ကတော့တိတ်အစင်မပြေဘူးအဲ့ဒီဘက်တွေလည်းရေကြော်တာရှိမယ် ရှောင်းခွေးလန်းကရွာဘက်လန်းကသွားရမယ်အမြန်လန်းဘက်ကလည်းရတဲ့ခီးတော့ရှိတယ်လို့ကြောက်တောင်ဒေတာကန်ကဆိုပါရယ်မေထီလာကြောက်တောင်လန်းသွားလာခွင့်မရတဲ့အတွက်ရှောင်းခွေးလန်းအဖြစ်နဲ့ကြီးဝါရီဘက်ကနေသွားလို့ရပြီးတော့အောက်ပိုင်းကအမြင်ပိုင်းနေသွားသွားလို့ရတယ်လို့ခီးတက်တဲ့ expert ကတွေသွားလာဖို့အဆင်မပြေဘူးလို့လည်းသိရပါရယ်ဒါကြောင့်ပကံကိုသွားဖို့စီစဉ်ထားတဲ့သူတွေအနေနဲ့မေထီလာကိုမဝင်တော့ဘဲနဲ့အမြန်လန်းမှိုင်းတိုင်း220ကနေတောင်ညိုလန်းခွေကံပြားလန်းစုံရင်းနှံချောင်းကြောက်ပောင် ကန်လမ်းပိုင်းကိုအသုံးပြုလို့ရတဲ့အကြောင်းဒေတာကန်တွေကဆိုပါတယ်။အောက်တိုဘာလ၄ရက်ကစပြီးတော့သတင်းကြောကာလာရုံးပရဲ့ရောက်ပြီးဖြစ်လို့ခီးသွားမဲ့သူတွေရှိနေတယ်လို့ပကန်ကိုလာရောက်ဖို့အစီအစဉ်စားတဲ့သူတွေလည်းရှိနေတာကြောင့်သက်ဆိုင်ရာနေမြတောင်ရှိတဲ့သူတွေကတော့ပျက်စီးသွားတဲ့တံတားနေရာကိုယာယီသွားလာနိုင်ဖို့လုပ်နေကြတယ်လို့သိရပါဗျ။တံတားကိုအခုလိုပြန်ပြင်နေတယ်၊ကားတွေယာယီဖြတ်လို့ရအောင်လုပ်နေတယ်။အခု အမြန်ဆုံးအကူညာနောက်ကြဆုံးမနက်ဖြန်ဖြတ်လို့ရဖို့များတယ်လို့ရင်းပြင်ကူညီဆောင်ရွက်သူကဆိုပါရယ်စက်တင်ဘာ30ရက်ကတော့ကြောက်တော်မြို့နယ်တွေကကြက်မောက်တောင်ဆယ်ရေဖို့လွဲကနေရေရှမ်းကြခဲ့လို့မိထလာကြောက်တော်လမ်းမှာရေလန်းကြည်ကြော်ပြီးတော့လမ်းပိုင်းရာကြီးပိတ်ထားခဲ့ရပါတယ်။ကျမောက်တောင်ဆင်ဟာဆယ်စားတင်တိဆောက်ပြီးအချိန်ကလေးကဒီဒီချင်းသာဆယ်ရီရှန်ပြီးရှန်ကြမှုဖြစ်ပွားခဲ့တာလို့လည်းသိရပါတယ်။ ဆက်လက်ပြီးတော့လည်းရေကြီးမှုအခြေအနေတွေကိုဖော်ပြပေးကြပါမယ်။2025ခုနှစ်အောက်တိုဘာလရက်နေ့ဒီနေ့မနက်9:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်မနက်6:00နာရီခွဲချိန်တိုင်းထွားချက်တွေရစစ်တောင်းမြေဟာတောင်ငူမှာစိုးရိမ်ရေမတ်တပ်ကိုတပိကျော်ကျော်လွန်ပြီးတော့နောက်တရက်တွေမှာပေးဝဲခံကြဆင်းလာနိုင်ကရင်းမြို့ရဲ့စိုးရိမ်ရေမတ်တပ်ဆက်လက်တည်ရှိပါမယ်။ဒီနေ့မြန်မာစံတော်ချိန်မနက်6:00နာရီခွဲချိန်တိုင်းထွားချက်တွေရ စစ်တောင်းမြေဟာမာရမျိုးမှာစွန့်ရင်မတ်ထက်ကိုပေဝက်ကျော်ကျော်လွန်ပြီးတော့နောက်တဲ့တွင်မှာတုံလက်မကန်ကြာဆင်းလာနိုင်ကရင်းမျိုးရဲ့စွန့်ရင်မတ်တဲ့ဆက်လက်တည်ရှိပါမယ်။ဒါကြောင့်တောင်မျိုးနယ်နဲ့မာရမျိုးနယ်အတွင်းမှာရှိတဲ့မြစ်ကမ်းတွေနဲ့မြစ်ပိုင်နေထိုင်သူတွေအနေနဲ့ရေပဲလွတ်တဲ့နေရာတွေကိုရှောင်ရှားဖို့တတိပီနှိုးဆော်လာတာဖြစ်ပါတယ်။